တော့ဒီမှာလားမတင်ဘူးဟုတ်တယ်မိုင်းကအောင်ကြီးလို့ဒီအဲ့မှာအောင်ကြီးလည်းလောက်ရတယ်လေအဲ့လိုတော့ဘောလာပြီနော်မိုင်းမိုင်းရေဆိုလေးလေလောက်ရလောက်ရပြီတော့ကျောင်းမှာမိုင်းလာကြတယ်နော်ဒီလိုမျိုးချင်းမနေတဲ့နော်ဟောက်ရှင်ရှင်တင်ပါလားမတင်လဲအဆုံးကြီးဘာလို့တင်လဲအေးဘာလို့တင်တာလဲအတင်ပြောတယ်ကြာလို့ရင်းကြလားမြင်းမြင်းလား ပြောတာဟဲ့ဆူလိုက်ဘူးဒါနောက်ဆုံးနော်အဲ့ဟာဖြတ်ပြီးတင်တယ်ဘလို့ပြီးပြီးဆုံးဆုံးဆုံးကြိုင်အဲ့ဖြတ်ပြီးမယ်အဲ့ပုံတော့ပြန်ရှာလို့မရတော့ဟေးဟုတ်ပြီတင်မရမှာနော်ဘလို့ပြီးပြီးနော်ဟိုက်တယ်ဆက်ကြောင်နေပြီဟယ်လိုမင်္ဂလာပါမင်္ဂလာလည်းမရှိနိုင်ဘူးဒီနေ့လေတာသမီချင်းကိုချင်းစာပြီးရောရင်လာတယ်ပြဿနာရဲ့အဆအဆုံးကတော့ပါမှန်းတော့မသိဘူးเนาะ 2024ရဖြစ်တာလို့တော့ပြောတာပဲ။ကောင်မလေးတယောက်ကိုတောင်းတအများကြီးရဝိုင်းမိအနိုင်ကျင်တာเนาะ။တပတ်နင်းလာတဲ့ကောင်မလေးကလည်းဘာအမှားလုပ်ခဲ့လဲတော့မသိဘူး။ဒါပေမဲ့ဝိုင်းမိရောအနိုင်ကျင့်ခံရတဲ့မျက်မြင်ကျမတို့မျက်မြင်နေထမ်းမှာမိဖတယောက်အနေမျိုးနဲ့အဲ့ဒီနင်းလာတဲ့ကောင်မလေးကိုစားငါတမီးလေးသာဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးဝင်လာတဲ့အချိန်ကြရင်လေနှလုံးသားကနေပြီးတော့လေသွေးတွေအစအစကြတဲ့လိုမျိုးပဲ။ အဲ့လိုမဖြစ်ရအောင်လဲကျမသားသမီးကိုကျမစောင့်ချောက်တယ်เนาะစောင့်ချမှုပေါင်းများစွာနဲ့ကျမထားထားတယ်ဖြစ်ခွင့်လည်းမပေးဘူးဒီလိုဖြစ်လာရင်လဲကျမအသက်ချင်းလှဲပြင်မှာသိလားအဲ့ဒီတော့ပညာရေးဌာနကဘယ်ဟိုဘယ်လိုပြောရမလဲအဲ့ဒီပြုတ်လုတဲ့ကောင်မလေးတွေကိုမဆုံးမနိုင်တော့လကပတ်ဝန်းကျင်အဲ့ဒီရဲ့မိဖတွေရဲ့ကိုင်းကနန်ဒီလိုပဲဘာမှမပြုတ်လုနိုင်ခက်ရင်တောင်မိဖတယောက်ဖြစ်တဲ့ကျမကတော့အဲ့ဒီကောင်မလေးတွေ ပေါ့နော်တထောက်ပေါ့နော်ဒီရဲ့ကျမတို့ ਨੇ ဆုံတွေးခဲ့ရရင်ပတ်သက်မှုမရှိအောင်လို့တော့ကျမအဲ့ဒီပုံနဲ့တော့ကကျမတင်ပြီးတော့ကျမရင်ထဲမှာတော့မှတ်ထားတယ်ရိုင်းဆိုင်တဲ့ကောင်မလေးတွေပေါ့နော်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့ကျမတို့ကတော့အာနာရှင်လည်းမဟုတ်တလို့ကျမတို့က ြီးကျမတို့ရဲ့စိတ်ထဲမှာအော်ဒီကောင်မလေးတွေနဲ့ငါသမီးနဲ့စုံစည်းလို့မဖြစ်ဘူးလေနော်ဘယ်လိုပြောမလဲအရင်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့မိဖတယောက်ရဲ့ရင်ထဲမှာကျမလုံနိုင်တာဒီလောက်ပဲအစွမ်းစားနဲ့လုံနိုင်တာကိုကျမသာပညာရေးမှုသာဖြစ်ခန့်ရင်တော့အဲ့ဒီကောင်မလေးတွေကိုမှင်းနီတာပြီးကြောင်းထုတ်ပြီးတော့ကျမခလေးထင်းသိမ်းရေးအကြောင်းကိုကျမပို့ပြပါလေ။ဒါပေမဲ့ကျမကဘာမှမဟုတ်တဲ့အတွက်ကျမမိဖတယောက် ကတက်နိုင်တဲ့ဝင်ပေါ့နော်တက်နိုင်တဲ့ဝင်နဲ့အဲ့ဒီရဲ့ပြုတ်လုတဲ့ကောင်မလေးဟာဒီရဲ့ဘဝတစ်ခွေပေါ့နော်ဒီရဲ့အချိန် အတိုင်းတာမှာငါသမီးနဲ့တော့မစုံစည်းနိုင်စေရဘူးဆိုပြီးတော့ကျမအာမခံတယ်အဲ့ဒီပုံတွေကိုလည်းကျမယင်နေအသေးထဲမှာပြုတ်လုနေတဲ့ကောင်မလေးကိုကျမယင်နေအသေးထဲမှာမှတ်ထားတယ်ဘယ်တော့မှမစုံစည်းစေရဘူးသိလားကျမကတော့ဖြစ်စင်ရတော့ဘာမှန်းတော့မသိဘူးဒါပေမဲ့ ခံရတဲ့နစ်နာတဲ့မိမိရေနော်ကိုသမီးဘဝလမ်းကြောင်းမှာအမဲဆက်ကိုနောက်လက်ထိငါမေရှိပါလားဆိုတော့ငါမေငါတို့မိသားစုရှိပါလားဆိုတော့စိတ်မျိုးနဲ့ခွန်အားဖြစ်အောင်ကိုတမီကိုစောင့်ချောက်ပါကျမကတော့ပြုတ်လုတဲ့လူကိုကျမအပြစ်မပြောချင်ဘူးเนาะပြုတ်လုတဲ့နစ်နာတဲ့မိဖောက်ပဲကျမအပြစ်ဖို့ချင်တယ်ကိုတမီတယောက်မသိငယ်တော့အောင် စောက်ချောက်ပေးပါလို့ထပ်ပြီးစောက်ချောက်ပေးပါကျွန်မဆိုရင်တော့မရဘူးကျွန်မဆိုရင်တော့အသက်ချင်းလဲပြင်ပါတည်လားကျွန်မကတာသမီကိုထိကြည့်လိုက်ပညာရေးဝန်ကြီးဌာန၏ကြေညာချက်မြောင်းမြအထာက6ចောင်းသူများပြဿနာအားတာဝန်ယူဖြေရှင်းခြင်းနှင့်အရေးယူမှုဆိုင်ရာကြေညာချက်မြောင်းမြအထာက6ចောင်းသူ၏ပြဿနာနှင့်ပတ်သက်၍လိုက်လံစုံစမ်းကကျူးလွန်ခံရသူများစိတ်သက်သာရေးအတွက်လိုအပ်သည့်အရေးယူမှုများဆောင်ရွက်လျက်ရှိပါသည် ထို့ပြင်ကျောင်းအုပ်နှင့်ပညာရေးမှူးတို့အားလည်းတာဝန်ယူမှုရှိစေရန်အရေးယူသွားမည်ဖြစ်ပါသည်။ကျောင်းသားကျောင်းသူများ၏ဘေးကင်းလုံခြုံရေးနှင့်ပညာရေးပတ်ဝန်းကျင်ကောင်းဖော်ဆောင်ရန်မြောက်မြအထက်တန်းကျောင်းတွင်ဖြစ်ပွားခဲ့သောပြဿနာနှင့်ပတ်သက်၍အောက်ပါအတိုင်းတရားဝင်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။ ကျောင်းသူများအားကျူးလွန်ခံရမှုသည်ကျောင်းဝန်အတွင်ဖြစ်ပွားခြင်းဖြစ်ပြီးဤကိစ္စသည်ကျောင်းအုပ်ချုပ်ရေးနှင့်သက်ဆိုင်သောတာဝန်ရှိမှုဖြစ်ပါသည်မိဘများအနေဖြင့်ဤအခြေအနေတွင်တိုက်ရိုက်ပါဝင်မှုမရှိဘဲကျောင်းအုပ်နှင့်ဆရာဆရာမများ၏ညှိနှိုင်းဆောင်ရွက်မှုဖြင့်ဖြေရှင်းရန်လိုအပ်ပါသည် တက်ဆိုင်ရာဆရာဆရာမများအားစစ်ဆေးခြင်းကျူးလွန်မှုတွင်ပါဝင်သည်ဟုတန်လျာရှိသူများကိုစုံစမ်းစစ်ဆေးပြီးပညာရေးဝန်ကြီးဌာန၏စီကံနှင့်အညီအရေးယူမီရခင်ကအလားတူပြဿနာများတွင်ဆရာများအားယာတုလျှော့ချခြင်းတာဝန်မှရက်စဲခြင်းများပြုလုပ်ခဲ့မှုသည် ကျောင်းအုပ်နှင့်ပညာရေးမှုဤတာဝန်ယူမှုကျောင်းအုပ်ကြီးအနေဖြင့်ကျောင်းသားများ၏လုံခြုံရေးကိုထိန်းသိမ်းရန်ပြက်ကွက်မှုရှိပါကဝန်ထမ်းစည်းကမ်းအရအရေးယူခံရမည်ပညာရေးမှုအနေဖြင့်လည်းမိမိ၏လက်အောက်ရှိကျောင်းများကိုစနစ်တကျစက်မှတ်ရန်တာဝန်ရှိသည် ကျူးလွန်ခံရသည့်ចောင်းသူများအားစိတ်ပိုင်းဆိုင်ရာထောက်ပံ့နှင့်တရားဥပဒေဆိုင်ရာကူညီများပေးသွားမည်။နောက်တွင်ထပ်မံမဖြစ်ပွားစေရန်ចောင်းအုပ်ချုပ်ရေးကလုံခြုံရေးနှင့်စည်းကမ်းများပုံမတင်းကျပ်စွာအကောင့်ထည့်ဖို့မည်။ဤဖြစ်စဉ်သည်ပညာရေးစနစ်၏ယုံကြည်မှုကိုထိခိုက်စေတော်လဲ။ပညာရေးဝန်ကြီးဌာနအနေဖြင့်ထိရောက်စွာအရေးယူပြီးနောက်တွင်ကာကွယ်မှုများပြည့်စုံစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအာမခံအပ်ပါသည်။